အားလုံးမင်္ဂလာပါကျမဒီနေ့က ever close တွေထဲမှာမှာပေါ့နော် ever close or distant အကွာအဝေးရဲ့ ever close or frequency ဒီချိန်နှုန်းနဲ့ ever close or manner ဒီအပြုအမူကို ဖော်ပြပေးတဲ့ဒီ ever close တွေအကြောင်းပြောမှာပေါ့နော်အဲ့တော့အဲ့လိုမျိုး ever close တွေကို ရေးတဲ့အခါမှာကျမတို့ s adverb s ပုံစံနဲ့ရေးတယ်အတော့အဲ့ဒီ sd1 s လို့မျိုးပဲပေါ့နော်ဒီ degree comparison adjective ရဲ့ degree comparison ရေးသလိုပဲအဲ့ဒီ s နှစ်ခုရဲ့ကြားထဲကို adverb ကိုညှပ်ပြီးတော့ရေးတယ်အတော့ဒီနေရာမှာကျွန်မက distance အကြောင်းအကွာဝေးကြောင်းပြောမယ်ဆိုရင်တော့ s far as ပြီးတဲ့အခါမှာကြားတော့မှာသူရဲ့နောက်မှာ sergeant never လာမယ် frequency ဆိုတာကတော့ဒီ ever of frequency တွေက always တို့ usually တို့ often တို့ပေါ့နော်အတော့ s often x ဲ့လိုမျိုးပြီးတော့မှ Sergeant Never လာတဲ့ Clause Sergeant Never ပါတဲ့ Clause လာမယ်မယ်နာကြတော့ abuse မှုဖြစ်တဲ့အတွက်ကြောင့် as carefully as to as carelessly as to စသဖြင့်ပေါ့နော်အဲ့လိုမျိုးလာမှာဖြစ်တဲ့အောက်မှာပေးထားတဲ့ဒီ conjunction ပေါ့နော် ဒီ as if တို့ as though တို့ကြတော့သူကွန်ဂျန်ရှင်ဖြစ်တဲ့အတွက်ကြောင့်သူရဲ့နောက်မှာ sergeant နဲ့ vernal light တဲ့ close ပါရမှာအဲ့တော့အဲ့ဒီ as if တို့ as though တို့က meaning ကအတူတူပဲ interchangeable ပဲပေါ့နော်အပြန်အလှန်လှည့်ပြီးတော့သုံးလို့ရတယ်ဒီမြန်မာလိုအဓိပ္ပာယ်ကတော့ be တကယ်တို့ပေါ့နော်အဲအဲ့ဒီအတိုင်းပဲအဲ့လိုမျိုးပြောချင်းဖြစ်တယ်အဲ့တော့အမှုအရာပေါ့နော်ဒီ manner အတွက်ဆိုရင်တော့ as is တို့ as though တို့ as တို့ရဲ့နောက်မှာ sergeant never ပါပြီးတော့ ever close on man နာကိုရေးတယ်အဲ့တော့ example လေးတွေကိုကျမတို့ဖတ်ကြည့်ရအောင် example number 1မှာပေါ့နော် fire me ကတဲ့ had destroyed ဖြက်စီလိုက်တယ်တဲ့ the tree တစ်ပင်များကိုတဲ့ in the forest တော်ထဲမှာရှိတော့ဒီ in နဲ့စထားတဲ့ preposition နဲ့ phrase က adjective phrase အရှိမရှိတဲ့ tree ဆိုတဲ့ noun ကိုလာပြီးထူပြတော့တော်နဲ့ဘာသာပြန်မယ်တစ်တော်ထဲမှာရှိတဲ့တစ်ပင်တွေကိုမိကဖြက်စီလိုက်ပြီတဲ့အဲ့တော့ဘယ်လိုဖြက်စီလိုက်လဲဆိုတော့က as far as the eye could see as adverb S เนาะအဲ့တော့ FA R5 ရဲ့ part of speed က AG dit လဲ fa ပဲ adva လဲ fa ပဲเนาะအဲ့လိုမျိုး AG dit နဲ့ adva နဲ့ဒီ spelling တူတဲ့ဒီစကားလုံးတွေပေါ့เนาะအဲ့ဒါတွေကိုကြာတော့ကျွန်တော်တို့က flat adva လို့ခေါ်တယ်เนาะ AG dit လဲဒီလိုပဲပေါင်းတယ် adva လဲဒီလိုပဲပေါင်းတယ်အဲ့တော့အခုဝက်ကြမှာဆိုရင်ကျွန်တော်တို့ကဒီအကွာအဝေးကိုပြောတဲ့အတွက်ကြောင့်ဒီ S for S ရဲ့အနောက်မှာ the i ဆိုတဲ့စာချက်ရဲ့ could see ဆိုတဲ့ va ရဲ့ပါလာတဲ့เนาะ S for SDI could see ဆိုတဲ့ဒီကနေပြီးတော့ DT ဝက်ကြသည် Sergeant Never ပါတဲ့အကွာအဝေးပြောတဲ့အတွက်ကြောင့်ကျမတို့ Adver clause or distant အကွာအဝေးလို့ခေါ်ရမှာဖြစ်တယ်เนาะအဲ့တော့မျက်လုံးနဲ့မြင်နိုင်သမျှပေါ့เนาะမျက်စိတဆုံးတစ်တော်အထဲမှာဒီ forest ထဲမှာရှိတဲ့သစ်ပင်တွေအလုံးကို မီးကဖျက်ဆီးလိုက်ပြီလို့ဘာသာပြန်မှာဖြစ်တယ်เนาะ Example 2က I do not visit my parents as often as they would like me to အဲ့တော့အဲ့ဒီဝကြမှာဆိုရင်ကျမတို့ as often x ဆိုတဲ့ဒီဟိုပါဘောနော်ဒီ ever ကို တွေးရမှာဖြစ်တယ် ever ဒီ often လို့ပြောတာအတွက်ကြောင့် frequency အဲ့ဒီ as often as ရဲ့အနောက်မှာ they ဆိုတဲ့ subject ရဲ့ would like ဆိုတဲ့ verb ရဲ့ me ဆိုတဲ့ object pronoun ပါတယ်အဲ့တော့ subject never ပါတယ်အရှိမ as often as ဆိုတဲ့အရာဒီဒီ frequency ချိန်နှုန်းကို ပြောတဲ့အတွက်ကြောင့်ဒီ clause ကိုကျွန်တော်တို့က adverb clause of frequency လို့ခေါ်မယ်အဲ့တော့ဘာသာပြန်တဲ့အခါမှာငါက do not visit သွားမလဲဖြစ်ဘူးတဲ့ my parent မိဘတွေ sigo, bueno, အဲ့တော့ as often as they would like me to အဲ့တော့ဒီနောက်မှာ to လေးနဲ့ဒီတိုင်းရေးထားတယ်အပေါ်မှာပါတဲ့ vixix ဆိုတဲ့ verb ကိုထပ်မရေးတော့ဘူးအဲ့ဒီ pattern ကိုကျွန်တော်တို့က elipsive လို့ခေါ်တယ်စကားလုံးတွေကိုထပ်ကထပ်ကမသုံးတော့ဘဲနဲ့ခြုံလိုက်တယ်ပေါ့နော်အဲ့တော့ they would like me to vixix them ပေါ့နော်သူတို့စီကိုလာလဲစေခြင်းနဲ့ဒီခဏခဏလာလဲစေခြင်းပေမဲ့ငါကသွားမလဲဖြစ်ဘူးလို့ပြောတယ်ချိန်နှုန်းကိုပြောတဲ့အတွက်ကြောင့် ever clause of frequency နော်နောက်တစ်ကြောင်ဆက်ပြီးတော့ကြည့်ရအောင် အဇမ်ဘာနံပါတ်3အဇမ်ဘာနံပါတ်3မှာကြတော့ငါတို့ကတဲ့ we ငါတို့က mix ရောတယ်ပေါ့နော်တဲ့ chemical chemical တွေကိုတဲ့ exactly အတိအကျ environment အဲ့တော့နောက်မှာ x ဆိုတဲ့ conjunction နဲ့စထားပေးတယ် the left instructor စာချက်နေရာဝင်တဲ့ noun phrase နော်စကလုံးသုံးလုံးဖြစ်တဲ့အတွက်ကြောင့်ကျွန်မကအာ phrase လို့ခေါ်မယ်စာချက်နေရာကိုကြတော့ noun ပဲဝင်တဲ့အတွက်ကြောင့်သူ့ကို noun phrase ပြီးတဲ့အခါကျတော့မှ health တို့ပြောသည် verb phrase as ga order pronoun အဲ့တော့ to အဲ့ဒီ to ဒီလည်းပဲ ellipsis pattern နဲ့ရေးထားခြင်းဖြစ်တဲ့ to mix ပေါ့နော် instructor love instructor ကငါတို့ကိုဒီ ပြောတဲ့အတိုင်းပေါ့နော်ဒီခမီကယ်တွေကိုငါတို့ကအတီးအကြာရောစားခဲ့သည်လို့ဘာသာပြန်မှာဖြစ်တယ်အဲ့တော့ S နဲ့စထားတဲ့ Sergeant Never ပါတဲ့ clock စီအမှုအရာကိုဖော်ပြပေးတဲ့အတွက်ကြောင့်အဲ့ဒါကို Adver Clock on Manner လို့ခေါ်ပါတယ် Exam Number 4ဆက်ပြီးတော့ကြည့်ပေးပါ Exam Number 4မှာကျတော့ Our Instructor เนาะ Our Instructor ကเนาะ Sergeant ask စေခိုင်းသည်တဲ့ ask ငါတို့ကို to fill out fill out ဆိုတာကဖြည့်ရမှာပေါ့เนาะအဲ့တော့ to ရဲ့ဒီ fill out ကျွန်တော်တို့ infinitive verb เนาะ to never one နဲ့ပါထားတဲ့အတွက်ကြောင့် reason or purpose the fill out ဖြည့်တယ်ဆိုတဲ့ verb ဒီဘာကိုဖြည့်မလဲ question နဲ့ကို question နဲ့ဆိုတာကဒီမေးခွန်းလေးတွေပေးထားတဲ့ဒီမေးခွန်းပုံစံတွေပေါ့เนาะ as carefully as we could အဲ့တော့ as ever as ဘလို ever မျိုးလဲ carefully ဂယုတစိုက်အဲ့တော့အဲ့ဒါဒီအမှုအရာကိုပြပေးတဲ့အတွက်ကြောင့် manner လို့ခေါ်မယ် အဲ့ဒီ as carefully as ရဲ့အနောက်မှာ ကျမတို့ we ဆိုတဲ့စာချက်ပါတယ် could ဆိုတဲ့ verb ပါတယ်နော်အဲ့တော့ဒီစာချက်နဲ့ verb ပါတယ်အရှိမ as carefully as ဆိုတဲ့အရာဒီကျမတို့ဘာလို့ခေါ်မလဲဆိုတော့အမှုအရာကို ဖော်ပြပေးတဲ့အတွက်ကြောင့်သူကိုလည်းပဲ ever close of manner အဲ့တော့ instructor ကငါတို့ကို question နဲ့ဖြေဖို့ခိုင်းတယ်ဘယ်လိုမျိုးဖြေရမလဲငါတို့က as carefully as we could ငါတို့ဖြေနိုင်သမျှဂယုဒီဇိုင်းနဲ့ဖြေပေးရမယ်เนาะအမူအရာကိုပြပေးတဲ့ ever close on manner exam number 5ပါ exam number 5မှာကျတော့ the bus engine ဘတ်စကားရဲ့ engine ကเนาะ sound sound မှာ meaning ကကျမတို့ဒီဟိုပါเนาะ part of speech က၃ခု၃လို့ရပါတယ် sound sound ဒီ noun အနေနဲ့ပြောမယ်ဆိုရင်အသံ verb အနေနဲ့ပြောမယ်ဆိုရင်တော့ကျမတို့ထင်ရသည်ဆိုတဲ့ state verb ကိုကို စားပြုတယ်သူဒီ LGD အဖြစ်နဲ့လည်းသုံးလို့ရတယ်ဒီခိုင်ခိုင်မာမာပေါ့နော် sound one ဆိုတာကခိုင်မာတော့ခိုင်ခန့်တော့တခုအဲအဲ့လိုမျိုးပြောတယ်အခုကျတော့ကျွန်တော်တို့စာပြရဲ့နောက်မှာလိုက်လာတဲ့အတွက်ကြောင့်ဒါက verb အဲ့တော့ကားရဲ့ engine က sound ထင်ရပါသည်တဲ့အဲ့တော့ as if နဲ့ as though နဲ့ကကျွန်တော်တို့ interchangeable သုံးလို့ရတယ်လို့ပြောထားတဲ့အတွက်ကြောင့် as if ပဲရေးရေး as though ပဲရေးရေးဒါနဲ့စပြီဆိုတာနဲ့ဒါသည် manner အဲ့တော့အဲ့ဒီမန်အဒီ convention ရဲ့နောက်မှာ it's sergeant is going to store ဒီ အရန်ကိုမှသေချာပေါက်ဖြစ်တော့မယ်နီးကပ်နေတဲ့နီယာဖြူချောက်ကိုပြောမယ်ဆိုရင်တော့ဒီ MSA ရဲ့ Gowin 2နဲ့ V0 နဲ့တွဲပြီးရေးရတယ်ဒီကနေပြီးတော့ဒီအထိ store ရဲ့ meaning ကကျွန်တော်တို့ cassette ရုပ်တရက်ထိုးရသွားတဲ့သဘောပြောခြင်းဖြစ်တယ်အဲ့တော့ it is going to store at any moment ဘယ်ခိုင်တမ်းမှမဆိုဘယ်ချိန်မှမဆိုကားကထိုးရသွားတော့မယ်အတိုင်း engine က အတာထင်ရပါသည်လို့ပြောခြင်းဖြစ်တယ်အဲ့တော့ as is and though နဲ့စထားတဲ့ subject နဲ့ verb ပါတဲ့ဒီ clause ကြီးကိုကျမတို့အမူအရာဖော်ပြပေးတဲ့အတွက်ကြောင့် add verb clause on manner လို့ပြောရမှာဖြစ်ပါတယ် example number 6ကိုကြည့်ပေးပါ example number 6မှာကြတော့ it ၎င်းကတဲ့အဲ့တော့ look ဆိုတဲ့အရာဒီလဲဒီနေရာမှာကျမတို့ stated verb အနေနဲ့သုံးထားတယ်ထင်ရသည်လို့ဘာသာပြန်မယ်เนาะအဲ့တော့အဲ့ဒါက Luke ထင်ရပါသည်တဲ့ as is condition လာပြီးပြီးတော့မှစကြပြီးတော့ is going to rain မိုးရွာတော့မဲ့အတိုင်းပဲเนาะမိုးရွာတော့မဲ့လို့ထင်ရပါသည်အဲ့တော့ဒီနေရာမှာစကြနေရာကို ita ဆိုတဲ့ဓမီစကြအစားထိုးထားတယ် ita ကိုစကြနေရာမှာအစားသွင်းလို့ရတဲ့အခြေအနေက၄ရက်ရှိတယ်ဘာတွေလဲဆိုတော့ time ရယ် weather ရယ် distance ရယ် situation ရယ်เนาะဒီလိုမျိုးခြေနေ၄ရက်မှာကျမတို့ကိုင်း ညီတယ်ဆိုရင် INTA ကို စာကျမ်းနေရာမှာအစားထိုးပြီးတော့ဝက်ကြရေလို့ရတယ် အဲ့တော့မိုးရတော့မဲ့အတိုင်းပဲထင်ရပါသည်လို့ရေးတယ်။အဲ့တော့အဲ့ဒီဝါကြကိုပဲကျမတို့က as if ဆိုတဲ့ conjunction နဲ့ရေးမယ်ဆိုရင်ဒါကိုကျမတို့ formal လို့ရေးခေါ်တယ် formal writing ။ဒီနေရာမှာ as if at the like ကဲသို့လို့လာရေးမယ်ဆိုရင်တော့သူကိုကျမတို့က informal writing လို့ခေါ်ခြင်းဖြစ်ပါတယ်နော်။ example number 7ကြည့်ပေးပါ။ example number 7မှာကြတော့ June June ဆိုတဲ့လူကတဲ့ at အက်ဒရာကတယုတ်ဆောင်ဒီပေါ့နော် as if conjunction လာပြီးပြီးတဲ့အခါမှာမ he စာချက်လာတဲ့ wa va the prince of will เนาะအဲ့တော့ကဒီ but to be ရဲ့ noun မှာကြတော့ကျမတို့က noun သို့မဟုတ် adjective လိုက်မယ်ဖြစ်ပြီးအရှိမရှိတဲ့ဒီ subject ကိုလာပြီးဖြည့်ပေးတဲ့ subject or complement အဲ့တော့ the prince of will ဝေလာပြည်နယ်ရဲ့မင်းသားအဲ့တော့သူဒီတတွဲလုံးကအမည်နာမကိုဖော်ပြပေးတဲ့အတွက်ကြောင့်ကျမတို့ complement နေရာဝင်တော့ noun noun phrase เนาะအဲ့တော့ဒီမှာ to sender က he လို့ပြောပြီးတော့ singular pronoun လည်းပြောသေးတယ် was ဆိုတာကိုလည်းသုံးထားတယ်အဲ့တော့အဲ့ဒါကိုကြည့်ချင်းအားဖြင့်ကျွန်မတို့ကအော်ဒါဒီအစင်မှန်ဟုတ်ဘူးပေါ့နော်ဒီ imagination ပေါ့နော်စိတ်ကူးယဉ်ပြီးတော့ပြောထားတဲ့ not true ပေါ့နော် ရီယမဟုတ်ဘူးလို့ပြောချင်တဲ့အတွက်ကြောင့်ဝါကိုသုံးချင်းဖြစ်တယ်။အဲ့တော့အဲ့လိုမျိုးရေးရေးသားမျိုးငိုတွေ့ရမယ်ဆိုရင်ဒါဒီကျမတို့ formal writing လို့ခေါ်တယ်။အဲ့တော့ဂျွန်ကဒီဝေလာနယ်ရဲ့မင်းသားတစ်ပါးကဲသို့ဒီ at ရွာကတယုတ်ဆောင်တီးပေါ့နော်။ဒီဝက်ကြောင့်ကိုပဲကျမတို့က is နဲ့ရေးမယ်ဆိုရင် as ဆိုတဲ့ conjunction နဲ့စထားတယ်။ is နဲ့ရေးမယ်ဆိုရင်တော့ဒါကို ကျမတို့က informal writing လို့ခေါ်တယ်။ဒီဝက်ကြောင့်နှစ်ကြောင်းစလုံးကို ် asif ဆိုတဲ့ conjunction နဲ့စထားတဲ့အတွက်ကြောင့်ဒါသည် adverb clause on manner နှစ်ကြောင်းစလုံးသည် adverb clause on manner เนาะ asif ရဲ့နောက်မှာ sergeant never ပါတယ် asif as though ကျွန်တော်တို့ interchange ပဲလှက်လှက် သုံးလို့ရတယ်စားကြဲပါတယ်ဘာပါပြီးဆိုတာနဲ့ဒါတွေလုံးကို clause လို့ခေါ်တယ်အမူအရာကိုဖော်ပြပေးတဲ့အတွက်ကြောင့် adverb clause or manner ဖြစ်ပါတယ် example နံပါတ်8ကိုကြည့်ပေးပါအဲ့တော့ example နံပါတ်8မှာဆိုရင် people လူတွေကတဲ့ should try try ဆိုတာကကြိုးပမ်းသင့်တယ်ပေါ့နော်သူက suggestion ပေးတဲ့နေရာမှာသုံးတယ်အဲ့တော့ should try တဲ့လူတွေက should try ကြိုးပမ်းသင့်တယ် to recycle recycle လုပ်မယ်ဆိုတာကပြန်သုံး ုံးဖို့ပေါ့နော်သူရဲ့နောက်မှာ bus 0ပါတဲ့အတွက်ကြောင့် reason or purpose ပြီးတဲ့အခါမှာ as often as ဆိုတဲ့ကျွန်တော်တို့ ever or frequency ကိုတွေ့ရတယ်ပြီးတဲ့အခါကြတော့မှ they suggest ခံကားပါအဲ့တော့ as often as they can suggest ပါတယ်ဗာပါတယ်အရှိမ frequency ကိုဖော်ပြပေးတဲ့အတွက်ကြောင့်ဒီ clause ကို ကျွန်တော်တို့က adverb clause or frequency လို့ခေါ်မယ်ဘာသာပြန်တဲ့အခါမှာ လူတွေကပေါ့နော်ဒီသုံးပြီးသားပစ္စည်းတွေကို ပြန်ပြီးတော့ recycle ပြန်သုံးသင့်တယ် as often as they can သူတို့သုံးနိုင်သမျှပေါ့နော်မကြာခဏဆိုသလိုပြန်ပြီးတော့သုံးပေးသင့်တယ်လို့ချိန်နှုန်းကိုဖော်ပြပေးတယ် Edward Clause of Frequency exam 9ကိုကြည့်ပေးပါ exam နံပါတ်9မှာကြာတော့ most people เนาะလူအများစုကတဲ့ one စံသားရှိတယ်တဲ့ two မှုရွေးသွားမယ်ပေါ့เนาะသွားနေကြမယ်တခြားနေရာကိုရွှေ့မယ်တဲ့ as far as they can as far as far the way กว่าหมู่ distance ကိုพอပြไปတယ်ไอ้ as far as เนี่ยနောက်มาสาแจပါတယ်บ่ပါတယ်အဲ့တော့အကွာဝေးကိုพอပြไปတဲ့အတွက်ကြောင့် d clause ကိုကျွန်တော်တို့ network loss or distance အဲ့တော့လူအများကเนาะ most people လူအများက want to move ရွှေ့ပြောင်းချင်ကြတယ်ရွှေ့ချင်ကြတယ် as far as they can သူတို့ဝေးနိုင်တယ်များเนาะတဝေးအောင်ရွှေ့သွားချင်ကြတယ်လို့ပြောချင်းဖြစ်ပါတယ် example number 10 အစ္စမန်နံပါတ်10မှာဆိုရင် our riding instructor เนาะငါတို့ရဲ့ဒီစာရေးတဲ့နေရာမှာညွှန်ကြားပေးတဲ့ riding instructor က sergeant နေရာဝင်သော noun phrase when စန္ဒာရှိတဲ့တဲ့ us ငါတို့ကို to write ရေးဖို့ရန်အတွက် our essay ငါတို့ရဲ့သင်ခန်း our essay ပေါ့เนาะဒီ essay ကိုတဲ့ for as we can အဲ့တော့ as not for those words ကလင်းလင်းနဲ့နဲ့ to the power of speaker ever on manner ဖြစ်ပါတယ်အဲ့တော့ as not for as we can ဆိုတဲ့တွေ့သည်ဒီအမှုအရာကိုဖော်ပြပေးတဲ့အတွက်ကြောင့် as ever clause of manner နော်အဲ့တော့ငါတို့ရဲ့ writing instructor ကငါတို့ရဲ့ essay ကိုဘယ်လိုရေးသေးခြင်းလဲလေးလေးနက်နက်ငါတို့စွမ်းနိုင်သမျှလေးလေးနက်နက်ရေးသေးခြင်းတယ်လို့ပြောခြင်းဖြစ်ပါတယ်နော်အဲ့တော့ ever clause of manner မှာကြတော့ကျမတို့ conjunction တွေသုံးရအများကြီးရှိပါတယ်အဲ့တော့တခြားဘာနဲ့သုံးလို့ရသေးလဲဆိုတော့ like နဲ့သုံးလို့ရတယ် like the essay တို့ app တို့နဲ့အတူတူပဲ informal writing မှာကြတော့ light ကိုသုံးတယ်အဲ့တော့ he သူက walk လမ်းလျှောက်သည် the light ကဲ့သို့ပေါ့နော် he is late သူကနောက်ကျနေတဲ့အတိုင်းပဲနောက်ကျနေပြီးတကယ်သို့သူကလမ်းလျှောက်တယ်ပေါ့နော်ခတ်တုတ်တုတ်လျှောက်တယ်လို့ပြောချင်းဖြစ်တယ် example 12မှာကြတော့ toby ကတဲ့ can run ပြေးနိုင်တယ်တဲ့ as quickly as i can ငါပြေးသလိုမျိုးထိုးပြီးလည်းပဲပြေးနိုင်တယ်အဲ့တော့ s နှစ်ခုကြားထဲမှာ quickly ဆိုတဲ့ ever on manner ကိုတွေ့တယ်အဲ့ဒီအတွက်ကြောင့် as quickly as i can ဆိုတဲ့ဝါကြသည်စာချက် never ပါတယ်ဒီ ever ရဲ့ manner ပါတဲ့အတွက်ကြောင့်ကျမတို့ ever class on manner လို့ခေါ်ရမှာဖြစ်တယ်เนาะ ever class on manner အောက်ဆုံးတစ်ကြောင်းကြတော့ as i said she did အဲ့တော့ငါပြောတဲ့အတိုင်းသူမကလုပ်တည်เนาะအဲ့တော့အဲ့ဒါဒီ x ဆိုတဲ့ conjunction နဲ့စထားတဲ့အတဲ့ကြောင့်သူကိုလည်းကျွန်တော်တို့ adverb clause of manner လို့ပြောခြင်းဖြစ်တယ်အဲ့တော့ conjunction ပါတဲ့ဝါကြတွေကို အရှင်းပို့ပြီးရေးလဲရလို့အနောက်မှာထားပြီးလဲရေးလဲရတယ်အဲ့တော့ she did as i said လို့ရေးလဲရတယ်เนาะအဲ့တော့ဒီနေ့ကျွန်မပြောသွားတဲ့အကြောင်းအရာတွေကတော့ဒီ ever clause of distance ရဲ့ ever clause of frequency နဲ့ ever clause of manner အဲ့တော့ဒီသုံးခုစလုံးကိုဒီ ever တွေကိုဒီ as adverb s နေနဲ့ရေးလဲရသလို manner မှာကြတော့ passive တို့ and though တို့ s လို့နဲ့စပြီးတော့အနောက်မှာ sergeant နဲ့ဘာအဖြစ်လဲရေးလို့ရတယ်ပေါ့နော်အဲ့ဒါကတော့ ever clause or distant frequency နဲ့ manner ပဲဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်ရှင်